ဆက်တရက်နေရအမရပူရမိုင်40ရွာမှာလင်မယားချင်းဓာကုန်မှုဖြစ်တယ်။ဒီလင်မယားကခလေး၃ယောက်လည်းရနေပြီ။အဲ့အကြီးဆုံးသမီးဆို22နှစ်တောင်ရှိနေပြီ။ဒီအမျိုးသမီးကလေအမြဲတမ်းလိုလိုအိမ်တွင်းအကြက်ဘက်ခံနေရတယ်အိမ်တွင်းအကြက်ဘက်ခံနေရတယ်အမြဲတမ်းလိုလိုရံပြစ်စကားများနဲ့ရိုက်နှက်နေတယ်ပေါ့နော်အဲ့တော့ဒီဒံကိုသူကမခံနိုင်တော့မခံနိုင်တော့မပေါင်းတော့ဘူးဆိုပြီးဥစကားများရံပြစ်တဲ့အချိန်မှာသူ့အမေအိမ်ကိုပြန်တယ်ပြန်တော့ဒီလူကအာသူကမကွာပေးနိုင်ဘူး လိုက်ခေါ်တယ်လိုက်ခေါ်ပြီးတော့အဲ့တော့ဒီအမျိုးသမီးကလည်းကဲနောက်ဆုံးမကွာပေးတော့လဲပြန်လိုက်ခဲ့ဟိုပြန်လိုက်ခဲ့မယ်အမေနေကောင်းရင်ပြန်လိုက်ခဲ့မယ်အကိုရဲဆိုပြီးပြောတာကိုလုံးဝလက်မခံမကျေနပ်ဖဲနဲ့အနာမှရှိတဲ့ဓမ္မနဲ့ခုတ်တာဒီဇက်ဘိုးပေါ့နော်ဒီဇက်ဘိုးကိုတစ်ချက်ခုတ်တာမှလေငါ့ကိုအကွင်းလိုက်ကြီးလီးထားသလိုကြီးသလားတော်တော်ကြီးကို ခုတ်ထားတာပြီးတော့လက်မောင်းဆိုလည်းဟိုအယိုးတည်းဒီခုတ်ထားတယ်လက်ကောက်ဝစ်ကိုလည်းခုတ်ထားတယ်ဒီမအေးကကြတော့ဝင်ဆွဲတော့အခါကျတော့မအေးကိုလည်းထိပြီးမအေးကလေးချက်ချုပ်လိုက်ရတယ်ပေါ့နော်အဲ့တော့လေကျွန်မပြောချင်တာကအမျိုးသမီးတွေကလေအိမ်တွင်းအကျန်းဖတ်ကိုခံနေရတာလေတိတိတာတာရောမတိမတာရောအိမ်တွင်းကျန်းဖတ်ခံနေရတဲ့လူတွေအယမ်းများတယ်ဒါကလေမိမတော်တော်များများတချို့တည်းလေးကကိုယ့်ယောက်ျားကိုကာကွယ်ပေးခြင်းနဲ့စိတ်နဲ့အောင်တာလေ ကိုကိုအဲ့လိုမျိုးရိုက်နှက်နေရင်တောင်မှပဲကာကွယ်ပြီးတော့ပြောနေကြတာသိလားတချို့တလေကကိုတိလက်ရောက်မရိုက်နှက်ရင်တောင်မှစိတ်ပိုင်းဆိုင်ရာမှာလည်းအကြမ်းဖက်နေတဲ့အဲယောက်ျားတွေအယံများတယ်ကျမယောက်ျားတိုင်းကိုမပြောဘူးနော်ဒါပေမဲ့အဲ့လိုမျိုးအကြမ်းဖက်တတ်တဲ့ယောက်ျားတွေကိုကျမပြောနေတာအခုဆိုရင်ဒီလိုမိန်းမတွေကိုအဲ့လိုအိမ်တွင်းအကြမ်းဖက်နေတဲ့ဟာတွေကိုလေထိထိရောက်ရောက်ကာကွယ်ပေးတဲ့အဖွဲ့အစည်းတွေလေတကယ်ကိုလိုအပ်တယ်သီလား ပြီးတော့အခုဆိုရင်အိမ်တော်သက်တွေလည်းအယမ်းကြနေပြီဒီမိမတယောက်ကိုအမြဲတမ်းရိုက်နှက်နေတယ်သူမကွာနိုင်ဘူးသူဒီမိမကိုဟိုမပြတ်နိုင်ဘူးဆိုရင်ဘာဖြစ်လို့ရိုက်နှက်နေတာလဲကာကြံ့ယောက်ျားတွေကိုချစ်တဲ့မိမတယောက်ကိုယ်လည်းပြန်ပြီးတော့အာတကယ်ကိုဘယ်လိုပြောမလဲလင်းကိုဖျားလို့ကိုးကွယ်နေတဲ့မိမတွေကိုဘာကြောင့်ဒီလိုမျိုးကြီးတွေမတရားကြီးတွေရိုက်နှက်ပြီးတော့အခုလောက်သေလောက်တဲ့အထိလုံနေရလဲပေါ့နော်အခုဆိုရင် तू ကတွေထွက်ဆိုတာဘယ်လိုထွက်ဆိုလဲဆိုတော့ သေးသေးအောင်လို့ကို तू တတ်တာတဲ့အဓိက तू မသေးသွားဘူးပေါ့ကွာအမျိုးသမီးကစိတ်ဝင်မှာအခုလက်ရှိရလေ तू ကတော့ဖန်ခံနေတာသေးအောင်ထိတတ်တာဒါမဲ့မသေးသေးဘူးမသေးဘူးဖြစ်နေရပါတော့အဲ့လိုဖြစ်တာအဲ့တော့လေ तू ကငကိုတော့ဟိုဘိုးငကိုကအရက်ကြောင်ခဲ့ဘူးတဲ့စေုံတက်ပြီးရလက်မှတ်ရှိတယ်ဒီလက်မှတ်နဲ့ပေါ့နော်သူကဒါဟိုအခုချိန်မှာအရက်ကြောင်တို့လောက်တာပါဆိုအမှန်တကယ်ဆိုရင် तू အခုလက်ရှိဖြစ်တဲ့အချိန်မှာဒီအရက်ကြောင်နဲ့ပြဿနာဘာမှလက္ခဏာမရှိထားဘူး ဖြစ်ခဲ့တာလေအရက်ကြောင်ခဲ့တာလေဟိုးပဝေတဏီကငိုတော့ကတက်ခဲ့တဲ့စေးုံတက်ခဲ့ဘူးတာသူကဒါကိုအကြောင်းပြပြီးအမှုပေါ်ရအောင်လုပ်နေတယ်ပေါ့နော်ဒါပေမဲ့လည်းကျမပြောပြတာကလေအမျိုးသမီးတယောက်ကနှစ်ရှည်လာများလဲအကြမ်းဖက်ခံနေရတယ်အခုလည်း तू ရဲ့နှုတ်ကနေပြီးတော့သေအောင်လို့တောင်တတ်ပါတယ်လို့ထွက်ဆိုထားရတယ်ကွာထွက်ဆိုတယ်ဒါကိုထပ်ပြီးတော့အမှုအောင်ပေါ်ရအောင်လို့သူတို့ကဘာတော့ထက်လုပ်နေရလဲပြီးတော့လည်းအမျိုးသားတွေဘာကြောင့်မိန်းမတွေကိုအကြမ်းဖက်နေတာလဲဘလို့မှစဉ်းစားလို့မရအောင်လက်မလုံးသင့်ဘူးတော်တော်